်ညရတာဆွမ်းတော့ဒီပြောတယ်မဖူးပြောတာကိုပြန်ပြီး highlight လုပ်မယ်ပေါ့နော်။အဲ့လိုလဲဆိုတော့ဒါလုံးဝဖြစ်တင်ပါတယ်ဖြစ်တင်ပါတယ်လက်ရှိလောဆယ်နေထားမှာညီတို့ပေါ့နော်အဲဆွမ်းတော့ပြောသလိုပေါ့ရွေးကောက်ပွဲစမယ်နေလားသို့မဟုတ်ရွေးကောက်ပွဲမစခင်လားဤဘက်ကအထူးစစ်တစ်ခုဒါမှမဟုတ်တတိယလိုင်းလားဒီဒေးတစ်ခု ခေါ်ပြီးတော့ကျုံးမှုတော့လို့ပြီဗျကျုံးမှုတော့လို့ရှင်းရှင်းလေးပဲညီတို့ရှောက်နေတဲ့ပန်းတိုင်းပေါ့နော်ညီတို့ရှောက်နေတဲ့လမ်းရောက်အောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုပ်ရှုပ်တဲ့ကောင်မှာကျုံးရမှာတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်လိုဟာမျိုးကညီတို့ ဒီဇွန်းမှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုပေါ့နော်ကိုယ့်အိမ်ကိုမှာနေပြီးစုံရမယ်အနေထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းနေကြညီတို့ကဘာမှ view site မနေနဲ့ဒီထက်ကြောက်စရာလည်းဘာမှမရှိတော့ညီတို့အနာဂတ်တွေလည်းမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့နဂါးတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့တည်ရမလားရှုပ်ကိုလမ်းမှာရှုပ်နေတော့ရှင်းပလိုက်ဖို့လိုတယ်ဗျာတည်ရမလားအဲ့လိုပုံစံမျိုးနဲ့ညီတို့တွားနိုင်မှရတယ်ပြီးလို့ရှိရင်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်တွေစစ်ကြောင်းထုတ်လို့ လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲတော့လူငယ်တွေမျိုးပေါ်ကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်စီရဲ့ပေါ့နော်တန်တွေတက်ပါကျန်တဲ့80လောက်ကမီးလို့ရှိရင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစာတယ်ဒါညီတို့လည်းလူငယ်ပဲအဲ့တော့ကြတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့တည်ရမလားလပိတ်လေးတောက်လိုက်ဂိမ်းလေးစော်လိုက်ဒီအရာဘီယာလေးတောက်လိုက်အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးမနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှလဲကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲ အဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ back ရွေးတော့အကြိုက်တဲ့ဘက်ကိုရွေးတော့ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကြတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုရောက်အောင်သွားမယ်ပန်းနိုင်အောင်ဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ချင်းပလိုက်မှာတခါလဲအမြင့်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင်ရှုပ်ပလိုက်မယ်အဲ့ဒီစူးတွေကိုအဲ့လိုမျိုးထိညီတို့ကသွားမှာဖြစ်တယ်အဲ့တော့ကြတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်းအကူဆိုင်ပါအဲဘာပဲဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါလေ တိုင်းပြည်ရဲ့အနာဂတ်ဆိုပြီးတော့ဗောနော်လက်ရှိတိစုပ်ပံမှာတော့ငါတို့လူကြီးတွေဖယ်မပေးဘူးဆိုတာလဲဖြောက်တင်နေပြတာနော်လူငယ်လက်ရှိတိစုပ်ပံမှာလဲလူငယ်တွေအတတ်တရပါဝင်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပျော်ရွှင်မှုကိုရွေးချယ်မှာလားကျွန်တော်တို့ခေတ်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာလားခေတ်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တယ်ဆိုဒီအမှောင်ထုကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့တော့ကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အခက်အခဲမျိုးပဲရှိရှိညီတို့တွေ တန်းနိုင်အောင်ရောက်အောင်သွားမယ်ရှိနေတဲ့အမှိုက်ကိုလည်းရှင်းပြဖို့လိုပါတယ်ရှင်းရဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းညီတို့အဲညီတို့ရဲ့ညီကိုတွေကိုယုံကြည်ပါတယ်ညီကတော့ရှင်းတော့ပါဗျာဒါအပွင့်လေးတော့အာဆီယံရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့မြန်မာနိုင်ငံဆီလူရေးသဘောတူညီမှုမရဒီဇင်ဘာလတွင်ကျင်းပမယ့်မြန်မာနိုင်ငံရွေးကောက်ပွဲအတွက်အာဆီယံအနေနဲ့စောင့်ကြည့်လေ့လာရေးအဖွဲ့ဆီလူမှာမဟုတ်ဘူးလို့တန်နမန်သတင်းရင်းမြစ်တွေကဒီကနေ့မှပြောပါရတယ်။ မြန်မာနိုင်ငံမှာပြစ်ခတ်တိုက်ခိုက်မှုတွေချက်ချင်းရပ်ဖို့ကိုလည်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကဒီကနေ့မှထပ်မံတောင်းဆိုလိုက်ပါတယ်။မလေးရှားမှာတွေ့ဆုံနေတဲ့အာဆီယံကောင်ဆောင်တွေဟာမြန်မာပဋိပက္ခအပေါ်အလွန်စိုးရိမ်ပူပန်မှုကိုထုတ်ဖော်ပြောကြားခဲ့ပြီးအောက်တိုဘာ26ရက်နောက်ပိုင်းမှာထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့ငြိမ်းချမ်းရေးအတွက်တိုးတက်မှုမရှိဘူးလို့သတိပေးလိုက်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်အကြမ်းဖက်မှုတွေရပ်တန့်မှုနဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ရမယ်လို့ဆိုပါတယ်။အာဆီယံကိုစားပြုရွေးကောက်ပွဲစောင့်ကြည့်သူတွေဆေလွတ်မှာမဟုတ်ပေမဲ့အာဆီယံနိုင်ငံတွေကတော့နှစ်နိုင်ငံဆက်ဆံရေးကိုအခြေခံပြီးစောင့်ကြည့်သူတွေကိုဆေလွတ်နိုင်တယ်လို့အမည်မဖော်လိုတဲ့တန်တမန်တယောက်က AFP ကို ပြောပါတယ်။နောက်ထပ်တန်တမန်တယောက်ကလည်းအာဆီယံကိုစားပြုမစ်ရှင်တစ်ခုချထားစောင့်ကြည့်ဖို့ အဖွဲ့ဝင်တွေအကြားသဘောတူညီမှုမရှိကြောင်းအတည်ပြုပြောကြပါတယ်။ မြန်မာနိုင်ငံသားအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ဆက်လက်တည်ရှိနေပေမဲ့နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲပြီးနောက်မြန်မာအာဏာပိုင်တွေကိုအာဆီယံအစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားခဲ့ရရာလက်ရှိမှာလည်းဒီဆုံးဖြတ်ချက်အတိုင်းဆက်လက်ကျင့်သုံးမယ်လို့အာဆီယံအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။